မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူလေးလာသုံးသပ်ဖို့ရွေးထားတဲ့အရင်းမြစ်ကတော့ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး16အငယ်28ပါတားတော်သည်ခမည်းတော်ထံမှကြွားလာ၍ဤလောကသို့ရောက်တော်မူပြီးတပံဤလောကမှထွေ၍ခမည်းတော်ထံသို့တွားတော်မူအောင်မီဆိုတဲ့ဒီစကားရဲ့ပေါ့ဒီစကားရဲ့အပေါ်ရန်အတိတ်ပဲတင်မဟုတ်ဘူးအဲပိုကြီးနန်းနေတဲ့ဘာသာရဲ့အယူအဆတွေ သားတော်ရဲ့ခီးစဉ်နောက်ကွယ်ကအတိပဲတွေအဲ့ဓာတွေကိုအရေးမြတ်တွေကဘလို့ပြထားလဲအတူတူစူးစမ်းကြည့်ကြတာပေါ့ဒီရနေ့အဓိကထိုးထင်းတိမြင်မှုတချို့ရဖို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ဒီစကားရကတကယ်တော့သခင်ယေရှုရဲ့အမှုတော်တစ်ခုလုံးရဲ့အနှစ်ချုပ်လို့ပါပဲအမ်ရိုးရိုးလေးနေရာရွှဲ့တာထက်အများကြီးပိုပါတယ်ရှင် ဖျားရဲ့အစီအစဉ်တားတော်ရဲ့အခန်းကဏအခွင့်အာဏာဆက်ခံမှုနောက်ပြီးတန်ရှင်သောဝိညာဉ်တော်နဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုတာတွေပေါ့အရင်မြစ်တဲကတတော်စိတ်ဝင်စားဖို့ကောင်းတဲ့ရှုထောင့်ကနေတင်ပြထားတာတွေ့ရပါတယ်ဟုတ်ပြီဒါဆိုရင်အဲအရင်ဆုံးခမည်းတော်ထံမှကြွလာခြင်းဆိုတဲ့အပိုင်းကိုကြည့်ကြရအောင်ဒီနေရာကခမည်းတော်ထံဆိုတာဘေးနီးယားဘဲချင်းတွေကိုပြောချင်တာလေအရင်မြစ်တဲထဲမှာကောင်းငင်ဆိုတဲ့စကလုံးကိုအမျိုးမျိုးသုံးထားတာတွေ့တယ်လीအ ဲ့ဒါကကျွန်တော်မြင်နေရတဲ့မိုးကောင်းကင်လားတောင်မမောက်음ဝိညာဉ်တော်တရှိရနေပဲရောမစစီလိုမျိုးလားတို့ဒီနော်မောက်အချိန်နဲ့နေရာကိုကြော်လွန်တဲ့ဟိုထာဝရဆုံးမရှိနေပဲကြည့်လို့ဆိုလိုတာလားဒါကောင်းကင်တမန်နေနေတဲ့ကျွန်မတို့နားလေလေရှိတဲ့ကောင်းကင်မုံတက်တက်ကနေရုတ်ပိုင်းဆိုင်ရာကြွလာတာဟုတ်ချင်မဟုတ်မဲပူပြီးဖြစ်နိုင်ကြရှိတဲ့အဓိပ္ပာယ်ကတော့လေထာဝရအဆုံးမရှိအချိန်နဲ့နေရာကိုကြော်လွန်တဲ့ခမီးတော်ရဲ့တည်ရှိမှုနေပဲကနေကြွလာတာဒါမှမဟုတ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ တန်ခိုးအာဖင်လူလောကလည်းကိုဝင်ရောက်လာတာပေါ့ဟိုတင်မသက်စတိရှိမှာပါဆိုဝိညာဉ်တော်အာဖင်ပြฏิတန်တဲ့တီချင်မျိုးပေါ့အဓိကကတော့ရုပ်ပိုင်းဆိုင်ရာခရီးထက်အချင်းနေပြောင်းလဲခြင်းနေပဲကုပြောင်းခြင်းသဘောမျိုးပိုကြီးရင်းတယ်လို့ဆိုထားပါရဲ့ရှင်။ဩဟုတ်ကဲ့။ဒါဆိုရင်ကြွလာခြင်းကဖျားထိချင်းအချင်းနေကနေလူဇာတိခံယူပြီးဖန်ဆင်းခံလောကတဲ့ဝင်ရောက်လာခြင်းဆိုရဲပို့နဲ့နေတဲ့အခြေပဲပေါ့နော်။တထင်းတဖန်ဤလောကမှာထွက်ရွေး ခမီးတော်ထံသို့သွားတော်မူအောင်မီဆိုတဲ့ဒုတိယပိုင်းကတော့ခမီးတော်ထံကြံသွားခြင်းကဘလို့သဘောမျိုးလဲကိုရတေဘီရှင်ပြန်ထမြောက်ပြီးတော့ချက်ချင်းပဲမူလထာဝရဘုရားဖြစ်ကိုပြန်ရောက်ပါလာလားတမမို့အဲဒီနေရာမှာလဲထူချတဲ့အတိတ်ပဲရှိနေသေးလားအေးရှိပါတယ်ဒီနေရာမှာအရင်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တခုပေါ့ဟုတ်ကဲ့အရင်မြစ်ကြီးကထောက်ပြထားတာကလေအနည်းဆုံးတော့အဖြူရောင်ပလင်တရားစီရင်ခြင်းမတိုင်ခင်ချင်းကားလာမှာပေါ့နော် တားတော်ခမေးတော်ထံပြန်ဝချင်းဆိုတာဟာထာဝရနေပေကိုချက်ချင်းအပြည့်ဝပြန်တော်ရတဲ့ပို့ပြီးတိကျတဲ့အတိပဲရှိနိုင်နေရှင်အဲ့ဒါကတော့အချိန်နဲ့နေရာ space time လို့ခေါ်တဲ့ကျမတို့ရဲ့ဖန်ဆင်းခံလောကပုံတွင်မှာတရှိရဲ့ခမေးတော်ရဲ့နာမတော်ကိုကိုစားပြုရာကောင်းကင်မန်ဒီရဲ့ကောင်းကင်မှာရှိတဲ့အမန်တကယ်ပြင်တော် actual throne စီကိုတက်ကြွသွားခြင်းကိုအဓိကရည်ညွှန်းတာဖြစ်နိုင်တယ်လို့ဆိုပါတယ်ခမေးတော်ရဲ့နာမတော်ကိုကိုစားပြုတဲ့ပြင်တော်အဲ့ဒါလေးနည်းနည်းထပ်ရှင်းပြပါအောင် နာမရောဆိုတာကျွန်တော်တို့နားလည်နေကြအမိနာမတတ်တတ်တော့မဟုတ်ဘူးပေါ့နော်ဟုတ်ပါတယ်ရှင်ဓမ္မချမ်းစာမှာအထူးဖြစ်ပြဓမ္မဟောင်းချမ်းပေါ့ဥမာရေစကြေလန်ချမ်းကခန်းကြီး20 36လို့နေရာမျိုးတွေမှာနာမရောဆိုတာဖျက်ဖြင့်ဂုံတော်တန်ခိုးအာနာတရှိမှုနဲ့ကိုစားဖြူမှုကိုပေါ်ပြရတယ်အထူးသဖြင့်အချိန်နဲ့နေရာအကန့်တတ်ထဲမှာရှိနေတဲ့ဖန်ဆင်းခန်းနေနဲ့ဆက်ဆံတဲ့ခါမှာတုံးတာများပါတယ်ဆိုဒီနေရာမှာနာမတော်ဆိုတာဖန်ဆင်းခံလောကပေါ်အုပ်စုတဲ့ဖျားခင်အခွင့်အာဏာကိုကိုးစားပြုတယ်။အဲ့ဒီအခွင့်အာဏာတရှိရာ ကိုစားပြုရာပလင်တော်စီကိုတက်ချွာသွားခြင်းကိုပဲခမေတော်ထံသွားခြင်းလို့အဒီပရဖွင့်ဆိုနိုင်နေလို့အရင်မြင်တကဆိုလိုဟန်ရှိပါရဲ့ရှင်ဟေဘရဲခြင်း၁တီတိုပေသရုပထမဆောင်၃တော်တိနောင်မှာတားတော်အားဖျားရဲ့လက်ရတော်ပေါ်မှာထိုင်တော်မူတယ်ဆိုတော့ကဒီပလင်တော်တက်ဆန်ခြင်းကိုရည်နွယ်တာဖြစ်နိုင်ပါတယ်အဲ့ဒါဆိုရင်စဉ်းစားစရာတစ်ခုကတားတော်ကမူလကရိတ်ကဖျားပဲလေထောင်ရတီရှိတယ်ဒါမဲ့အခုနကပြောသလိုဆိုရင် သူကဖန်ဆင်းခံလူစားတီကိုခံယူတယ် ပြီးတော့အေဒီဖန်ဆင်းခံအနေနဲ့ခမီးတော်ရဲ့နာမတော်အေအချိန်နေရာအပေါ်အုပ်ဆိုးမှုအခွင့်အာဏာကိုပလင်တော်ပေါ်မှာတရားဝင်အမွေဆက်ခံဖို့လိုအပ်ခဲ့တယ်ဆိုတဲ့သဘောလားဖိလစ်ပိနစ်မှာပါတဲ့မိမိကိုယ်ကိုနှိမ်ချမိအစေခံကြမ်းတမ်းတမ်းခံယူတဲ့အကြောင်းတွေကိုဘယ်လိုဆက်ဆက်နေမလဲဟုတ်ကဲ့ဒါကဒီဆွေးနွေးမှုရဲ့အဓိကအချက်တွေကတခုပါပဲအရင်အမစ်တွေကဒီပုံမှာအတော်လေးအလေးပေးထားတယ်ရှင်ဟုတ်ပါတယ် ဒုတိယပုဂ္ဂိုလ်တော်တာတော်ဖရာဟာထာဝရဖရာဖြစ်ပေမဲ့မိမိအလိုဆန္ဒအရမိမိကိုယ်ကိုနှိမ်ချပြီးဖန်ဆင်းခံလူစားတီအဖြစ်ကိုခံယူခဲ့တယ်။ယိုဟန်စတိတ၁၈မှာတွေ့နိုင်ပါတယ်။အကျုံးရင်းကတော့ဖန်ဆင်းခံလောကအချိန်နဲ့နေရအတွင်းမှာတရားဝင်အုပ်စိုးပိုင်ခွဲ authority ပေါ့နော်အဲ့ဒါကိုဖန်ဆင်းခံတပါးရဲ့ကိုစားလည်နေနဲ့ခံယူဖို့အမွေဆက်ခံဖို့ဖြစ်တယ်လို့ရှင်းပြတာပါတယ်။ဒါဟာခမီးကျော်ရဲ့နာမတော်ကိုအမွေဆက်ခံခြင်းလို့ဆိုလိုတာပါပဲ။ဒါဖြစ်ရင် ကိုတော့ကောင်းငင်မုံကိုတက်ကြွစွာပြီးပလင်းပေါ်မှာထိုင်နေဆိုလာကအဲ့ဒီအမွဲကိုလက်ခံရယူပြီးအတီးဖြူလိုက်တဲ့လောက်ရက်ပေါ်ဟလာဒါကြောင့်လဲမတက်28တက်28မှာကောင်းငင်မုံနိုင်လကောက်မြေကြီးပေါ်နိုင်လကောက်စီရင်ပိုင်တို့အခွင့်တန်းဟုရှိသည်များကိုငါအားပြေတော်မူပြီးလို့ကိုတော်တိုင်းကြင်ညာခဲ့တာဖြစ်နေတာပေါ့အင်းဒီချက်ကအရင်ကကျွန်တော်နားလည်ထားတာနဲ့နည်းနည်းကြွားပြီးပို့ချက်ပြန့်သွားတော့လို့ပဲတိတိကျကျပါပဲရှင် ပလင်တော်ကိုတက်ကြွခြင်းဟာသူ့ရဲ့အနစ်နာခံမှုနဲ့နာခံမှုအလုံးစုံရဲ့အထူးအထိတ်အချင်းပြုတော့ခမီးတော်ကနေအချိန်နည်းနေရာအပေါ်အုပ်စိုးပိုင်ခွင့်အမွေကိုတရားဝင်လက်ခံရရှိကြောင်းအတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒီအမွေဆက်ခံခြင်းဆိုတဲ့ရှုထောင့်ကတားတော်ရဲ့လောကခရီးစဉ်ကိုနားလည်ဖို့တောချက်တစ်ခုဖြစ်နိုင်တယ်လို့ဆိုနိုင်ပါတယ်ရှေ့။ကောင်းပြီ။ဒီအမွေဆက်ခံခြင်းနဲ့အခွင့်အာဏာရရှိခြင်းဆိုတဲ့အချက်ပေါ်မှာဆက်ပြီးစဉ်းစားကြည့်ရအောင်။တားတော်ခမီးတော်ရဲ့ပလင်တော်စီပြန်ကြွားသွားခြင်းက နောက်ဆက်တွယ်ဘယ်လိုအကျူးတောက်မှုတွေရှိလာသေးလဲအမ်အထူးသဖြင့်တန်ရှင်းတဲ့ဥညာတော်နဲ့ဘယ်လိုဆက်ဆံနေမလဲယောဟန်၁၄နဲ့၁၆မှာသခင်ယေရှုက "तू ပြန်သွားမှနစ်သိမ့်ပေးမယ်သူဥပဇာယဆရာကြွလာမယ်လို့မိန့်မခဲ့တယ်လေ။ဟုတ်ကဲ့အယေဘုဘေကဒီဆက်ဆက်မှုကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်ရှင်။တားတော်ကခမီးတော်ရဲ့နာမတော်ကိုကိုးစားပြုတဲ့ပလင်တော်ကိုတက်ကြွဆံမြန်းဖွာခြင်းရဲ့ အလွန်ရေးကြီးတဲ့အကျူးဆက်တစ်ခုကတော့လေခမီးတော်ထံကနေတန်ရှင်းသောဝိညာဉ်တော်ကိုယုံကြည်သူတွေစီဆဲလွတ်ပေးဖို့လမ်းပွင့်ထွားတာပါပဲတနည်းပြောရရင်သားတော်ရဲ့တက်ကြွခြင်းကဝိညာဉ်တော်ကြွလာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေအနေကိုဖန်တီးပေးလိုက်တာပါရှင်ဆိုလိုတာကသားတော်ကသူ့ရဲ့အောင်မြင်မှုနဲ့ရရှိလာတဲ့အခွင့်အာဏာရဝိညာဉ်တော်ကိုဆဲလွတ်ပေးပိုင်ခွင့်ရသားလာမျိုးလားอืมအဲ့လိုနားလည်နိုင်ပါတယ်ရှင်ပြီးတော့အရေးကြီးတာကယုံကြည်သူတွေဟာ တားတော်ရဲ့ရွေးနှုတ်ခြင်းအမှုအထူးသဖြင့်ကားတိုင်းပေါ်ကအသွေးတော်အားဖြင့်သာပေါ့တမန်တော်နှစ်3ဖြစ်ချက်တို့လူကာ20တို့ကဒီအချက်ကိုထောက်ပြပါဗယ်အဖြစ်ခွင့်လွတ်ခြင်းကိုခံရပြီးတော့တန်ရှင်သောဝိညာဉ်တော်ကိုလက်ဆောင်အဖြစ်လက်ခံရရှိနိုင်တယ်လို့ဆိုထားပါဗယ်ဝိညာဉ်တော်အားဖြင့်သာခမည်းတော်ထန်ချင်းကခွင့်ရတယ်လीယောဟန်၁၄ပေါ့ဒီနေရာမှာတားတော်ရဲ့ထိုင်းခန္ဓာကအဓိကကြာနေပါဗယ်ဟုတ်ကဲ့ဝိညာဉ်တော်ယုံကြည်သူတွေထဲမှာ ကျေဝတ်တယ်ဆိုတဲ့အချက်ကိုလည်းအရင်မြစ်တွေကဘလို့ရှင်းပြထားတယ်လဲတစ်ကိုရင်းတို့6 19မှာကျွန်တော်တို့ကိုခန္ဓာဟာဝိညာဉ်တော်ရဲ့ဘီမှန်ဖြစ်တယ်လို့ဆိုထားတာကဘလို့တိပယ်လဲဟုတ်ကဲ့ဒီအချက်ကိုအငြင်းနဲ့တွေကဆက်ပြီးချက်ထွန်းထားတယ်ရှင်။တန်ရှင်တော်ဝိညာဉ်တော်ဟာယုံကြည်သူတရောက်ချင်းစီရဲ့အတွင်းထဲမှာလာရောက်ကျင်းဝတ်တဲ့အခါလေအဲ့ဒါဝိညာဉ်တော်တပါးတည်းလာတာမဟုတ်ဘဲ ခမေးတော်နဲ့တားတော်ပါအတူတကွလာရောက်ကျင်းဝတ်တယ်လို့ခစ်တယ်လို့ယောဟန်၁၄ကိုကိုကပီရှင်းပြထားတယ်ပါဘာသာဒီလိုပြောနိုင်တယ်လဲဆိုတော့ဝိညာဉ်တော်ဟာတားတော်ရဲ့နာမတော်နဲ့ကြော့လာလို့ပဲအစောပိုင်းကဆွေးနွေးခဲ့တယ်လို့ပဲလေတားတော်ရဲ့နာမတော်ဆိုတာခမေးတော်ရဲ့နာမတော်အခွင့်အနာလည်းဖြစ်တယ်မဟုတ်လားယောဟန်၁၆မှာတဆက်မှာပါပါတယ် ဒါကြောင့်ဝိညာဉ်တော်ကိုလက်ခံအားရှိတဲ့ယုံကြည်သူဟာဝိညာဉ်တော်ရဲ့ပြီးမှန်ဖြစ်ုံသားမကဝိညာဉ်ရေးရအားဖြင့်ကောင်းကင်ဘုံနဲ့ဆိုင်သောအရတ်တို့၌ခရစ်တော်နဲ့အတူရှိနေသူဖြစ်တယ်လို့ Ephes 1:36ကိုကြောက်ကားပြီးဆိုလိုပါတယ်ရှင်။ Wow ဒါကတကယ်ကိုနည်းနည်းတည်းရှုထောင့်ပဲယုံကြည်သူတယောက်ရဲ့ဝိညာဉ်ရေးရအခြေအနေကိုအသက်ပြန်မြင်စေတယ်နော်။ကောင်းပြီ။အစိုးပိုင်းကပြောခဲ့တဲ့တားတော်ကောင်းကင်ကိုတက်ကြွသွားခြင်းအကြောင်းကိုပြန်တော်။ အဖချရခန်းကြီးလေးမှာသူဟာမြေကြီးအောက်ပိုင်းအရက်တွေကိုအရင်ဆင်းတက်ပြီးမှအထက်ရက်ကိုတက်ကြွသွားတယ်လို့ဆိုထားတယ်လေဒီဆင်းတက်ခြင်းနဲ့တက်ကြွခြင်းကဘလို့အရေးပါတယ်လဲဟုတ်ကဲ့အဖချမ်းမှာဖော်ပြထားတာကတားတော်ရဲ့အောင်ပွဲကိုပုံဖော်တာပါပဲသူကောင်းကင်ကိုမတက်ကြွခင်မှာလေအရင်ဆုံးမြေကြီးရဲ့အနေအထားအရက်တွေမြူနာနေငယ်ဟေဒီးစ်လို့ခေါ်တဲ့တေချင်းတရားရဲ့နယ်ဘက်ကိုဆင်းသက်ခဲ့တယ်လို့ဆိုလိုတယ် ဒီလိုအနေဆုံးတိစဉ်သက်ပြီးမှကောင်းကင်အောင်လုံးရဲ့အထက်ကိုပြန်လဲတက်ကြွသွားခြင်းဟာသူ့ရဲ့အလုံးစုံအောင်နိုင်ခြင်းကိုပြသတာပါအရင်မိတွေကကြာကုန်ဘလို့ရှင်းတယ်လဲဆိုတော့ဒီလိုလုံးဆောင်တာဟာအရာခက်သိန်းကိုသူ့ရဲ့တန်ကိုအာနာနဲ့ပြည့်စုံစေဖို့ပြီးတော့အရေးကြီးဆုံးကကောင်းကင်နဲ့မြေကြီးဘဝကအာနာဆက်ရှိသမျှစာတတ်နဲ့သူ့ရဲ့တမန်ဆိုးတွေအပါဝင် အားလုံးအပေါ်မှာသူ့ရဲ့အကျွမ်းမဲ့အုပ်ဆိုးမှုအနိုင်ယူမှုကိုအတီးပြုတ်လိုက်တာဖြစ်တယ်လို့ဆိုရလဲရှင် ဖိလစ်ပိနီကိုနဲ့စသည့်မှာနာမတော်မြက်ကိုချီးမြှောက်ခံရသည့်ဒူရိုက်ထောက်ရမယ်ဆိုရယ်ဆာလာ24ခုနာနဲ့ရှစ်ကဖုန်ငင်းအုပ်ဖြင့်ဝင်ကျွလာခြင်းကိုဖော်ပြတာတွေကဒီအချက်ကိုထောက်ခံနေရရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုရင်ကိုတော့ကားတိုင်းပေါ်မှာအသေးခံဟစ်တာကတော့ဒီအောင်ပွဲနဲ့သူတို့ဆက်ဆက်နေမလဲဖြစ်တဲ့အပြစ်နဲ့တည်ခြင်းပေါ်မှာဖျားသခင်ရဲ့တရားစီရင်ခြင်းတရားမျှတချောင်းကိုလည်းအတီးပြူလိုက်တာပါယောဟန်၁၉မှာပိလမင်းကိုသခင်ယေရှုပြောခဲ့တယ်လို့ပဲလေ လောကမှာရှိတဲ့အာနာမန္တမြဟာအထက်ကခွန့်ပြုလို့သာရတာဖြစ်တယ်။စာတန်ရဲ့ခွန့်အာနာဟာလည်းဖရာသခင်ရဲ့အချုပ်ချာအာနာအောက်မှာပဲရှိပါပဲ။တားတော်ဟာလူစာတိခံပြီးတည်တည်တိုင်အောင်နာခံခြင်းအဖြစ်ဖိလစ်ပိနစ်ရှက်ပေါ့နော်။အာဒံရဲ့မနာခံမှုကြောင့်ဆုံးရှုံးနေတာတွေကိုပြန်လည်ရင်းနှုတ်ခဲ့တယ်။အယိမိတွေကဆက်ပြောထားတာကတော့ဖရာသခင်ဘက်ကအသက်ပေးတက်တည်ခံထဲတွေသူတို့စင်စင်ရဲ့အရေးအတွက်ပြေးလာတဲ့အခါ ဖျားတဲ့ချို့ကိုယဉ်ညွန်းသွားလဲအဲ့ဒီခါကျရင်တားတော်ဟာသူ့ရဲ့အကိတ္တအခွင့်အာဏာကိုအသုံးပြုပြီးအပြစ်နဲ့အပြစ်သားတွေကိုတရားစီရင်လင့်မယ်ဖျားတဲ့အဆက်သက်လိုမျိုးမော့အဲ့လိုဆိုထားပါတယ်ရှင်ဟုတ်ကဲ့အရာအလုံးရဲ့အဆုံးအနာဂတ်မှာရောဘာဖြစ်လာမယ်လို့အရေးမြစ်တွေကဖော်ပြထားသေးလဲအထူးသဖြင့်တကိုရင်တို့စန္ဟာဟုနဲ့ဆက်ရှိမှာပါတယ်တားတော်ကခမီးတော်ရဲ့လက်အောက်ကိုပြန်ခံမယ်ဆိုတဲ့အချက်ကတော်တော်စိတ်ဝင်စားစရာပဲဒါကိုဘယ်လိုနားလည်ရမလဲ ဟုတ်ကဲ့အဲ့ဒီကြံချက်ကအနာကဲ့ရဲ့အဆွန်ဆုံးသောအခြေအနေကိုညွန့်ပြနေတာပါအရင်မိတဲ့ကဒါကိုဘလူးမြင်တယ်လဲဆိုတော့အဖြူရောင်ပလင်တရားစီစဉ်ခြင်းအပါဝင်အရာအားလုံးပြီးဆုံးသွားတဲ့အခါပေါ့ရန်သူအားလုံးကိုခြေအောက်မှာနှင်းနှင်းပြီးတဲ့နောက်တားတော်ဟာသူကမွေဆက်ခံခဲ့တဲ့အခြေအနေနေရာပေါ်ကအုတ်ချုပ်မှုအာဏာဇက်ကိုခမီးတော်ထံပြင်လဲအနံ့လိမ့်မယ်ဒါမှသာလျှင်ဖျားသခင်အလုံးစုံတို့၌အလုံးစုံဖြစ်တော်မူမယ် God may be all in all ဆိုတဲ့အခြေအနေကိုရောက်ရှိမှာဖြစ်တဲ့တော့တက်ကိုရင်သူစမာခုနေ၁၈ကဆိုလိုရင်းထစ်ကြောင်းရှင်းပြထားပါတယ်ရှင်။ဒါဆိုရင်တားတော်ရဲ့အုပ်စိုးမှုကအဆုံးသက်သွားတာမျိုးလား။ဒါမှမဟုတ်သူ့ရဲ့အခန်းကဏ္ဍကပြောင်းလဲသွားတာလား။ဥဒါကနားလည်ရနည်းနည်းခက်တဲ့အချက်ပါရှင်။အရင်မြစ်တွေကဒီအချက်ကိုရှင်းပြတဲ့အခါတတိထောက်ပြီးရှင်းပြပါတယ်။သားတော်ကအုတ်ချုံမှုကိုပြန်အပ်နိုင်တယ်ဆိုပေမဲ့ဒါဟာသူ့ရဲ့ဖျားချစ်ခြင်းကိုရင်နင့်ကြသွားတာကိုဆိုလိုတာမဟုတ်ဘူးလို့ဆိုပါရယ ဘာကြောင့်လဲဆိုတော့ယောဟန်ဆယ်လေးကိုမှသခင်ယေရှုပြောခဲ့သလိုငါကိုမြင်တော်သူသည်ခမေးတော်ကိုမြင်၏ဆိုတဲ့အတိုင်းပဲလေ။ဖန်ဆင်းခံတဲ့တော့ကတော့တားတော်ဟာထာဝရခမေးတော်ရဲ့ပုံထံတန်းတော်ကိုစားပြုမှုဖြစ်နေအောင်ပါပဲ။ဟေရှာယကိုပုံချုံမှာတားတော်ကိုထာဝရအဖလို့ခေါ်ထားတာကိုလည်းထောက်ပြကြတယ်ရှင်။ဒါကြောင့်ဒါဟာသုံးပါးတစုဖျားရဲ့နည်းနည်းတဲ့အတွင်းတကောအခန့်ကန့်ခွဲဝေမှုနဲ့သက်ဆိုင်ပြီးတော့ကျမတို့ရဲ့လူအသိဉာဏ်နဲ့အပြည့်အဝစုကိုင်ဖို့ခက်ခဲတဲ့အချက်ဖြစ်နေဆဲပါပဲ။ဟုတ်ကဲ့ ဒီနေ့ကျွန်တော်တို့ယောဟန်16.28ကိုအခြေပြုဤဆွေးနွေးခဲ့တာတွေကတကယ်ကိုစင်းစရာတွေအများကြီးခြံခဲ့တယ်ဗျာအစပိုင်းမှာပြောခဲ့သလိုဒီစကားရက်ကယောရှင်တွေခီးစင်ထက်အများကြီးပိုနေနေတယ်အနစ်ချုပ်ရင်ကျွန်တော်တို့ဒီနေ့ထိတွေ့ခဲ့တဲ့အဓိကထိုးထွင်းအမြင်တွေကတော့တဲ့ဒါတော့ရဲ့ကြွလာခြင်းဟာသာဝရနယ်ပယ်ကနေလူစားတိဖက်ဖန်ဆင်းခံပွားကိုနင်းချခံယူခြင်းနဲ့ ခမီးတော်ထံပြန်သွားခြင်းဟာ အချိန်နဲ့နေရာအကန့်အတတ်ထဲကခမီးတော်ရဲ့နာမတော်အိုဆိုးမှုအခွင့်အနာကိုကိုစားပြုတဲ့ပလင်တော်ကိုဖန်ဆင်းခံကိုစားလေဖြစ်တရားဝင်အမွေဆက်ခံဖို့တကြွသွားခြင်း၃ဒီလိုတကြွခြင်းနဲ့အခွင့်အနာရရှိခြင်းကြောင့်ယုံကြည်သူတွေစီကိုတန့်ရှင်းသောဝိညာဉ်တော်ကိုဆစ်လွတ်နိုင်ခဲ့ခြင်းစတာတွေပါဝင်တယ်ဆိုတာပါပဲဒီအချက်တွေကသခင်ယေရှုရဲ့အမှုတော်ကိုပိုပြီးပြည့်စုံစွာမြင်နိုင်ဖို့ကူညီပေးတယ်လို့ထင်ပါတယ် ုတ်ပါတယ်ရှင်ဒီရှုထောင့်တွေကတားတို့ရဲ့အခွင့်အနာဘလောက်ကြီးမားနေသူ့ရဲ့ရွေးနှိုးခြင်းအမှုကဘလောက်ကြည်ပြန့်နေပြီးတော့ယုံကြည်သူတွေဟာဝိညာဉ်တော်အဖြစ်သူ့နဲ့ဘလို့နဲ့နဲ့ဆိုင်ဆိုင်ဆက်သွယ်ခွင့်ရနေတယ်လဲဆိုတာတွေကိုပိုပြီးသဘောပေါက်စေပါတယ်ရှင်ဒီဆွေးနွေးမှုရဲ့အဆုံးမှာနားထောင်သူတွေဆက်ပြီးတွေးတော်ဖို့မေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်ရှင်သားတော်ရဲ့ကောင်းကင်ဘုံကိုတက်ချွာတွားခြင်းကိုလေဖန်ဆင်းခင်လောကအတွင်းမှာခမည်းတော်ရဲ့နာမတော် အဲအချိန်နဲ့နေရအပေါ်အုပ်ဆုံးမှုအခွင့်အရဏာကိုလူတိုင်းတယောက်အနေနဲ့အောင်မြင်စွာအမွေဆက်ခံပြီးအတီးပြုတ်ချင်းလို့နားလည်လိုက်တဲ့အခါဒါဟာလက်ရှိယုံကြည်သူတယောက်အနေနဲ့တားတော်ရဲ့အခွင့်အရဏာကိုရှုမြင်ပုံနဲ့ကိုရိုနဲ့မိမိရဲ့ဆက်ဆံရေးမိမိရရှိထားတဲ့ဝိညာဉ်ရေးရာအခြေအနေတွေကိုဘလိုမျိုးပို့ပြီးတင်ပေါ်ထားပို့ပြီးနက်နက်ရှမ်းရှမ်းနားလည်သဘောပေါက်စေနိုင်မလဲဒီအချက်လေးကိုဆက်လက်ဆင်ခြင်ကြည့်ဖို့တိုက်တွန်းရင်းညီကုန်းချုပ်လိုက်ပါရရှင်